အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုပါပြောချင်ပါတယ်ဟိလေ NUG ကိုပါပြောချင်လဲခင်ဗျားတို့ပြောလဲလို့တက်သူကြောင်းလို့ လေအန်ယူဂျီကိုပါပြောချင်တယ်လူကြီးမင်းတို့လေပေါ်မှာကြီးတိုက်နေတဲ့တကယ်မြေပြင်လဲလာတိုက်ကြည့်အောင်လေအန်ယူဂျီကိုပါပြောချင်တယ်တည်သူလူလူပေါ့တစ္ဆာရှိပါလေအန်ယူဂျီကိုပါပြောချင်တယ်ရဲဘော်ရဲ့အသက်ကိုတံမိုးထားပါလေအ energy ကိုပါပြောခြင်းလဲလက်လက်ခင်ရန် dual chat တွေကိုအများဖြည့်ပြီးပေးပါဒီမှာလေ energy ကိုပါပြောခြင်းလဲရဲဘော်ရဲ့ကျမကြီးဦးစားပေးစေခြင်းလဲဒီလေ energy ကိုပါပြောခြင်းလဲຢາດູມາເບຢູ່ໃນຢາແດດູດີໂອເພຊາໄປບາລູပြောຈິນເລີຍເລີຍອັນນີ້ຢູ່ບາပြောຈິນເລີຍ ဒဏ်ရရဲဘော်တွေကိုပြစ်မထားပါနဲ့ဒီလေအန်ယူဂျီကိုဗာပြောခြင်းလဲတောင်နဲ့ယာတို့မခွဲခြားတတ်တဲ့တာကူတို့အရင်ရှင်းထုတ်ပါကိုအန်ယူဂျီကိုဗာပြောခြင်းလဲတော်လိုင်းရေးအစမှာတော့ယုံကြည်မှုရအောင်လုံခြုံရေးရပါနီးစက်ရတယ်ကိုဆွဲထည့်ပြီးတော့ဖွဲ့စည်းရတယ်လို့ပဲထင်ပါတယ်တော်လိုင်းရေးတတန်းလင်းညော်ကာလာကြာလာတဲ့အချိန်မှာပြည်သူလူထုအောက်ချရဲဘော်တွေရဲ့ရွေးချယ်ပေးတဲ့ခေါင်းဆောင်တွေကိုပဲတင်သိမလို့ထင်ပါတယ် လူမှန်နေရာမှာရှိပါဘူးဟိုလေအန်ဂျီကိုပါပြောခြင်းလဲကျွန်တော်တို့အားလုံးစီစီလုံးလုံးနဲ့ပန်းလိုက်အောင်ဆက်သွားခြင်းပါတယ် energy ဘာပြောကြမ်းလဲလက်ပြလုံးပါကြီးလာကတည်း 贾明、啊啊就是，你让民兵野炮的子弹噼啪的，民兵野炮的寿命决定噼啪的，民兵野炮的导弹一打马的也丢沙决定噼啪的，导弹一打马，死死的多一，阿坦。 ဒီသူတို့ရဲ့အတန်ကိုမျက်ကွယ်ပြုတ်ရင်တော်လန်ကြီးပါဒီသူနဲ့တော်လန်ကြီးရင်းနဲ့ငားကဲ့သို့တသားတည်းဖြစ်ရမှာကိုဒီသူတဲ့မျက်ကွယ်ပြုတ်ပြီးကိုထင်ရကိုလုတ်ကိုမြင်းကိုဆိုင်သခိုင်းရောက်ရောက်ဒီလိုမျိုးဆိုရင်ဒီတော်လန်ကြီးဟာဒီတော်လန်ကြီးကနေထွက်ခွာသွားကြရပါလိမ့်မယ်အခုမြေပြင်တော်လန်ကြီးသမားတွေရဲ့အတန်တွေဟန်နေ ယူဆချက်တွေကိုပွန့်ပွန့်လင်းလင်းထုတ်ဖို့ပြောဆိုလာတဲ့အခြေအနေတည်းကိုရောက်လာပါအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့မိမိမူဝါဒတွေမိမိကိုင်ဆွဲနေတဲ့ယုံကြည်ချက်တွေတကယ်မှန်ကန်ရဲ့လားမိမိရဲ့လှုပ်ဆောင်ချက်တွေကရောတော်လိုင်းရေးအတွက်တကယ်အောင်ဝဲစီမှုတွားတဲ့ရည်ရွယ်ချက်ရှိနေပါလားဒါနဲ့ပတ်သက်ပြီးဝီမန်ဆိုချောစစ်စီခင် ။တလန်တရှူဆိုပြီးကောင်းစင်တက်ကြတယ်။ခမရတို့ပြည်သူနဲ့တပြေးပြေးဝေးကွာသွားပြီးအခုဆိုရင်စစ်တပ်ကပြောသလိုလေတဲကအစိုးရမျိုးမဖြစ်စေချင်ဘူး။ကျွန်တော်တို့ယုံကြည်အားကိုးမျှော်လင့်ခဲ့ပါတယ်။အခုချိန်ကြီးလဲတဆုံတရာအထိမျှော်လင့်နေစေပါမယ်။အမျိုးသားညီညွတ်ရေးအစိုးရအန်ယူချီအနေနဲ့တော်လှန်ရေး တမားရီတော်လန်ကြီးအတွေးခေါ်နဲ့ရှေ့ဆက်ပေးဖို့မြစ်တာရက်ခံလိုပါတယ်အစိုးရမလုပ်ချင်ပါနဲ့အာနာခွဲတန်းနေမချကြပါနဲ့တော်လန်ကြီးပြီးသွားရှင်တော့ဒီလိုရွေးကောက်တင်မြောက်တဲ့သူဟာနိုင်ငံသိရဲ့ဥစ္စာဖြစ်လာမှာလက်ရှိအခြေအနေနဲ့ပတ်သက်ပြီးရဲဘော်မိတ်ဆွေခင်ဗျားတို့ကပါပြောခဲ့ချင်ပါတယ် အန်ယူချီကိုပါပြောခဲ့ချင်ပါတယ်ကျေးဇူးတင်